ကျွန်တော်အဓိကဟိုကျွန်တော်ဇာတာပေါ့နော်ရိုက်တာရိုက်နေအရှိမမမတက်မလာဘူးဇာတာကဘာမှတော်လို့လို့မရဘူးတခုချင်းဒီလာပါလို့လဲကျွန်တော်မှပြောပိုင်ဝင်မရှိဘူးသူ့ဘာသူဒါကန်တရားရအကုန်ပုံတက်တာတော့လဲမတက်နိုင်ဘူးအရှိပိုင်းမှာကျွန်တော်မမတက်မလာဘူးလောက်ထီတော်ဖြစ်လဲဆိုရိုက်တာရိုက်တာစိတ်တက်တီကြာတယ်အထီတော်ဖြစ်တယ်ပေါ့နော်တမင်သူဆိုတဲ့ character လေးရယ်ပြီးတော့ဒီမှာဟိုចောင်းသားလို့ထင်အားလောက်အောင် ပေါက်ကြရတွေအဲ့လိုမျိုးပျော်ပျော်ရွှင်ရွှင်ဘလို့ရှိလို့လေးနေတဲ့ចောင်းဆရာအနေနဲ့ပါဝင်တင်းဆောင်တာပါတယ်ခင်ဗျာကဲချစ်ဆရာကောင်းတဲ့ဇာကားလေးပါကျွန်တော်ရိုက်ကူးတဲ့အချိန်မှာလည်းဟိုတက္ကသိုလ်မှာចောင်းဖွင့်နေတဲ့အချိန်ចောင်းသားចောင်းသူတွေလည်းရှိတယ်အဲ့ချိန်မှာကျွန်တော်ရိုက်ရတဲ့အခါမှာကျွန်တော်နေတိုင်းတကယ်ចောင်းတက်ရတယ်လို့ပဲခံစားရတယ်အဲ့ကားလေးကကျွန်တော်မရခဲ့ရတဲ့ဘဝပေါ့ကျွန်တော်ကဟိုပါပဲအဝေးတင်မဲ့တက်ခဲ့ရတာတကယ်တော့အဲ့လိုចောင်းတက်ချင်ခဲ့တာဆိုတော့လေဒီကားလေးကရိုက်နေနေဟိုပါလေးပေါ့ ဟိုကျွန်တော်တကယ်ကြောင်းတက်လိုက်တယ်လို့ခံစားရတော့ဒီကားလေးကတကယ်ပျော်စရာကောင်းပါတယ်ပြီးတော့နောက်တစ်ခုကမိုးရင်းမိုးရင်းမှာကျွန်တော်ဒီကားလေးကိုပဲရွေးချယ်လိုက်တာအဲဒီလို agent နဲ့ချိန်မှာ agent နဲ့မှုလေးနဲ့ပဲသွားကျင်တယ်ဆိုပြီးရိုက်တဲ့အခါမှာတကယ်အေးချမ်းချမ်းလေးနဲ့ဖြတ်တန်းခဲ့ရပါတယ်ကျွန်တော်တို့ကခက်ခဲဆိုလို့ဟိုကျွန်တော်နားမလဲတယ်ကျွန်တော်မသိရတဲ့ dialogue လေးတွေကျွန်တော်ကြက်ရတယ်မှတ်ရတယ်အဲ ED မျိုးကြက်ရတယ်မှတ်ရတယ်အဲ့အားလေးတခုပဲရှိတာပါကျန်တာအကုန်ဆင်ပြေပါတယ်ခင်ဗျဟုတ်အဓိကကတော့ driver ဆရာဦးစောမြင်ကြီးပါတယ်ဆရာက ဟိုဟာနားထောင်နေစကားပြောတဲ့အခါမှာတအားဒါလေးထည့်မပြောနဲ့တခါကျရင်ကျွန်တော်တို့ကဟိုပြောတော့ပြောနေတယ်ရင်ကျေးမှုပြောက်ပြီးဘန်းစကားတွေပါသွားတယ်ဥမာကျွန်တော်ဒီကြောင်းဆရာလို့ကိုကျွန်တော်အရန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 ်ဝါဒနာပါတာအဲအဲ့လိုမျိုးပြောတာမျိုးလေးဆိုလို့ရှိရင်ဒါမတင့်တော်တဲ့အပိုင်းလေးတွေမှာရှိရဆရာအဲ့လိုမျိုးဘေးနားလေး control လေးတွေလုပ်ပေးပြီးတော့ဆုံးမတဲ့အခါမှာအကောင်းဆုံးဖြစ်ခဲ့ပါတယ်ခင်ဗျာဟုတ်ကဲ့အဲမှာမတ်တရားတော့ producer မဆက်နာဖုံးကျွန်တော်နဲ့အတူတူရိုက်တဲ့ကျွန်တော်အကို ဟိုကကိုဖုံးရှင်ခန့်မင်းသမီးအဖုံးတီတီကျော်အဲ့လိုမျိုးဖုံးဖုံးဖုံးနေပေါ့ကျွန်တော်တို့စနေတယ်ကျွန်တော်တို့ဖုံးမွေလားဆိုပြီးပြောင်းပေးရမလားပေါ့နော်အဲအဲ့လိုမျိုးလေးအဲ့ဒါလေးတွေကတော့မှတ်တရပဲပြီးတော့နောက်တစ်ခုကအဲ့လိုမျိုးဘာမဟုတ်တဲ့ပြဿနာလေးတစ်ခုကိုကွိုင်တက်ပြီးတော့ဇက်သိန်းထီကိုပြဿနာကအဲ့လိုမျိုးဘာမဟုတ်တဲ့ဟာလေးနဲ့ခလေးလိုပဲရံဖြစ်ကြတာလေးတွေကပျော်စရာလေးပေါ့နော်အဲ့ဒါလေးတွေကအမှတ်တရပါပဲဟုတ်ကျွန်တော်အဲ့ဒီကားရရတဲ့အခြေနဲ့အခြေဒီကားရတဲ့အချိန်မှာအခြေနဲ့အဆုံးအခိုက်အတန့်တစ်ခုပြောဆိုအဲ့ဒါပါပဲ ကျွန်တော်မရခဲ့ရတဲ့ចောင်းသားဘွားတို့ဒီကားမှာရိုက်နေနေအဲចောင်းနေတိုင်းမနဲ့9နိုင်ဆိုရင်ရောက်ပြီ6နိုင်မှပြန်တယ်9နိုင်ဆိုရောက်ပြီ6နိုင်မှပြန်တယ်အဲ့ဒါတော်တော်များများလောက်ခဲ့တဲ့အတွက်ကြောင့်မလို့ចောင်းတက်လိုက်ရတယ်လို့ပဲကျင်းတ်သွားပြီပေါ့နော်နှစ်တစ်နှစ်တက်လိုက်တယ်မှာဖက်စီယာတက်လိုက်ရတယ်လို့ပဲပေါ့နော်အဲအဲ့လိုမျိုးလေးပေါ့ဟုတ်ကဲ့ဒီနေ့ဒီချိန်ဒီចောင်းသားကားတွေရိုက်ရင်ပျော်တော့ကြောင်တက်ချင်တော့ကျွန်တော်မှအိမ်မက်တစ်ခုရှိတယ်ကျွန်တော်ဒီပြိသက်အများစု အများကြီးကြိုက်နေတတ်တဲ့ချစ်ခင်နေတတ်တဲ့ကြောင်ဟာတာဒရမာကားလေးကိုကျွန်တော်အရန်ရိုက်ချင်ခဲ့တာ အဲ့လိုပေါ့နော်ចောင်းသားတွေအများကြီးနဲ့ဟိုအဲ့လိုကျွတ်တွကျဲတဲ့မဟုတ်ဘူးပေါ့နော်အဲចောင်းမှဆိုလဲចောင်းတက်တဲ့သူအပြည့်ဟိုတရုတ်ဆောင်တဲ့ခါမှာလဲမင်းသားတယောက်တည်းမဟုတ်ဘူးမင်းသမီးတယောက်တည်းမဟုတ်ပဲねတရုတ်ဆောင်တိုင်းကအကုန်လုံးကသူ့ character နဲ့သူသူ့ character နဲ့သူသူ့ character နဲ့သူအဲ့လိုအရန်ကောင်းတဲ့ចောင်းသားဇေယုတ်တခုကိုကျွန်တော်ဘွားမှာတော့ရိုက်ဖျက်အောင်တော့ကြိုးစားပါအောင်ပါခင်ဗျအဲ့ဒါလေးရှိပါတယ်ဟုတ်၈တန်း၉တန်းလောက်မှမှစပြီးចောင်းပြော်ခဲ့ဆယ်တန်းနှစ်မှကြာစပြန်ကြက်ရပြီလေဆိုတော့ကျွန်တော်ဘွားမှာပျော်ရှင်ခဲ့တဲ့နှစ်ကနှစ်နှစ်ပဲရှိတယ် ဆယ်နှစ်အောင်တဲ့ချိန်မှာအဝေးတင်တက်ပြီးတော့ဒီလုံးလုံးတဲ့ခါကျတော့ចောင်းကိုကျွန်တော်အရန်ချစ်ပြီးဆွလုံးရတယ်လို့ဖြစ်နေတော့ဒီចောင်းဆိုတဲ့ဟာကြီးကိုကျွန်တော်အရန်ယူသွတ်တဲ့ထဲမှာပါတယ်အဲအဖြစ်ချင်းဆုံးဆန္ဒဆိုရင်ဒီလုံးမလုံးခင်ပါတော့အရှိမအဲ့လိုမျိုးចောင်းရန်တက်ချင်ပြီးចောင်းမှာចောင်းပြော်ကြီးဖြစ်ချင်းခဲ့တာပေါ့နော်အဲအဲ့ဒါပါပဲကျွန်တော်လည်းအဲ့လိုပဲလေစာတော့မလုံးချင်ចောင်းမဲ့တက်ချင်တာသူကသူကြိုက်သလောက်ကြကြကျင်နိုင်ကြအဓိကတက်ကတူရောက်ပြီးတက်ကတူမှာပျော်ချင်တာအဲ့လိုမျိုးအဲ့ဒါကိုမပျော်ခဲ့ရတာအဲ့လိုမျိုးပေါ့နော်အဝေးတင်တော့နှစ်နှစ်တော့တက်ခဲ့လိုက်တယ်နှစ်နှစ်သုံးနှစ်တော့တက်ခဲ့ဒါပေမဲ့ ကျိုးလို့ကျဲတယ်လေចောင်းသာတော့နေပူပြီးပြန်လာတဲ့ရက်တွေအများကြီးပဲဆိုတော့မပြောခဲ့ရဟုတ်အဲအဓိကချစ်ခင်ရတဲ့ပြည်သက်ကြီးတွေထဲမှာလူကြီးပိုင်းလေးပိုကြကြကျွန်တော်ကိုယ်တိုင်လည်းကိုသားကြီးတို့ဦးလွင်မိုးတို့ကားတွေကိုအများကြီးကြည့်ခဲ့ရတာဗောနော်ကျွန်တော်တို့မှီတဲ့ခက်ပေါ့ကျွန်တော်မှီတဲ့ခက်မှာအဲ့လိုနောက်ခံတီးလုံးလေးတွေနဲ့အဲ့လိုပျော်စရာလေးကြည့်ခဲ့ရဆိုကျွန်တော်ကိုယ်တိုင်တော့ဒီကားရိုက်ပြီးတော့ရိုက်တဲ့ချိန်မှာမသိတယ်ဘူးပြန်လွှင့်တဲ့ချိန်မှာအဲ့လိုဗိုက်လေးပြန်သွားတယ်ခက်ကတော့ဒီဘက်ခက်ပဲဒါပေမဲ့တီးလုံးနေကင်မရာယူစတွေပုံစံလေးတွေ ့အဲသွားရတဲ့ချစ်စရာကောင်းတဲ့ပုံစံလေးတွေကအိပ်ဘက်ခက်ကိုရောက်နေခါကျတော့ကျွန်တော်ကိုယ်တိုင်တော့ဒီကားလေးကြည့်ပြီးအလွမ်းပြေတယ်ပြန်မှာအဲမျိုးလုံးထဲမှာဩကိုသားကြီးတို့တော့လည်းဒီလိုလေးတွေရိုက်ခဲ့တာပဲဩဟိုကိုလွေမိုးတို့တော့လည်းဒီလိုမျိုးလေးပါလားဆိုပြီးတော့အဲ့လိုမျိုးလေးကြည့်ပြီးတော့ပီတိဖြစ်ပါတယ်ခင်ဗျဟုတ်အဲအခုလက်ရှိ MRT4 မှာမြူနင်းတို့ထာဝရဝေလာနေပါတယ် Fortune TV မှာ၈နိုင်မှာအဲဝန်မုံစဲထုတ်ပတ်တီလာနေပါတယ်အဲဒီတော့ရိုက်ထားတဲ့ကားလေးတွေမှာရုံတင်စင်းရင်းကတော့ အနှွဲတော်ရဲ့ရိုက်ပေါက်ရဲ့စိန်ကြောကိုစိန်မခေါ်နဲ့ရုပ်ရှင်ကိုင်းတုံးကဟာတာကပါတယ်ပြတလာပိုင်းမှာနောက်ထပ်ဇာလန်တွဲအစ်တတခုလေးလွှင့်မှုရှိပါတယ်အဲ့ဒါပါပဲခင်ဗျကျွန်တော်အဓိကဟောကျွန်တော်ဇာတာပေါ့နော်ရိုက်တာရိုက်နေအရှိမဘာမှတက်မလာဘူးတက်လာတဲ့ချိန်ကျတော့လေ9နှစ်တကာ10နှစ်တကာပြီးတလာပိုင်းတကာပြီးအဲ့လိုအဲ့လိုမျိုးတွေပေါ့နော်ဇာတာကဘာမှတော်လို့လို့မရဘူးတခုချင်းစီလာပါလို့လေကျွန်တော်မှပြောပိုင်ဝင်မရှိဘူးသူ့ဘာသူဒါကန်တရားရအကုန်ပုံတက်တာတော့လေမတက်နိုင်ဘူးအရှိပိုင်းမှာကျွန်တော်ဘာမှတက်မလာဘူးရိုက်တော့ရိုက်နေတယ် လောက်ထီတောင်ဖြစ်လဲဆိုရိုက်တာရိုက်တာစိတ်တက်တွေကြာတယ်အထီတောင်ဖြစ်တယ်ဗောနော်အခုတက်လာတော့လေတောက်လျှောက်တက်လာဆိုတော့ကျွန်တော်ကိုယ်တိုင်လည်းတဝါကြီးကြည့်မယ်ပြိတက်တွေလည်းတဝါကြီးကြည့်ပြီးဝေဖန်တုံးတက်ပေးကြပါဦးပြိတက်ကြီးအချိန်ပေးရကျွန်တော်အကောင်းဆုံးကြိုးစားရပါတယ်